တင်ငယ်ရှားလုံးမိင်္ဂလာပါကျွန်တော်ဒီနေ့မှာဝတ်သားပြားကိုကျွတ်ကျွတ်လေးကြော်ပြီးတော့ချူရှင်ရတာရဲ့ကညွန့်ရဲ့ကြော်ပြီးတော့ကြော်มาဖြစ်ပါတယ်ဝတ်သားပြားကြော်တဲ့အခါမှာမမာစီပဲနဲ့အီအီလေးဖြစ်အောင်ဘလို့ကြော်ရမလဲဆိုတာကိုကျွန်တော်ပြောပြပေးထားပါတယ်ခင်ဗျာဝတ်သားပြားကိုလှီးတဲ့အခါမှာရေခဲသစ်တာတွေကအသားကိုထုတ်ပြီးသွားရင်ရေခဲလုံးဝမပျော်ခင်အနေနဲ့မာတဲ့အချိန်လေးလှီးပေးတာကလှီးရတာပို့ပြီးတော့လွယ်ကူပါတယ်ပြီးတော့မိမိစိတ်ကြိုက်အထုပါးကိုလည်းလှီးလို့ရပါတယ် ပြီးတော့ရင်ကျွန်တော်ရေတက်နဲ့ဒီအသားတွေကတွေးရီကုန်အောင်စေပေးပါတယ်ပြီးရင်စကားနဲ့ပြန်စစ်ထားပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့အရသာစပြီးတော့နှက်လို့ရပါပြီအရသာကအလွယ်ပါတယ်စားလိနေငယ်အသားတွေနူးဤစေဖို့အတွက်ဘေကင်ဆိုဒါလေးအနည်းငယ်ထည့်ပါတယ်ပြီးတော့ရင်တခြားထည့်တယ်အားလုံးကိုနှက်ဆက်အောင်နေပြီးတော့ရင် နိုင်ဝဲလောက်နှက်ထားပေးပါ အသားနှက်တဲ့အခါမှာဘေကင်းဆိုဒါထည့်ပြီးတော့နှက်ခြင်းအပြင်အကျော်တဲ့အခါမှာအသားပို့ပြီးတော့နူးညံ့ပါတယ်။ဂျုံမှုတ်ရဲ့ရေကိုပြင်ထားပေးပါတယ်။ဂျုံမှုတ်ထဲမှာဘေကင်းပေါင်ဒါအနည်းငယ်ထည့်လို့ရပါတယ်။ဒါဆိုရင်တော့ပို့ပြီးတော့ပွပါတယ်။ပြီးသွားရင်ရလာနှက်ထားတဲ့အသားတွေကိုဂျုံမှုတ်နဲ့ကတ်မယ်၊ရေနဲ့ကတ်မယ်။ပြီးသွားရင်ဂျုံမှုတ်နဲ့ပြန်ကတ်မယ်။ရေထဲပြန်ထည့်မယ်။ အခုလိုမျိုးနှစ်ခေါက်ဒါမှမဟုတ်ရင်သုံးခေါက်လုပ်ပေးလို့ရပါတယ်သုံးခေါက်ဆိုရင်တော့ဒီအသားမှာဂျုံမုတ်ကတ်တာများတဲ့အတွက်ဒီအပေါ်ကမုတ်ရဲ့အနှစ်ကထူးထူးလေးရမှာဖြစ်ပါတယ်ကျွန်တော်ကတော့သုံးခေါက်လုပ်ပြီးသွားရင်ပကံလေးလည်းထည့်ပြီးသွားရင်15မိနစ်လောက်ဒီတိုင်းထားထားပါတယ်15မိနစ်လောက်ထားထားခြင်းအပြင်အသားနဲ့ဂျုံမုတ်တွေကတသားသေးဖြစ်သွားပါမှာပြီးသွားရင်စီပူပူထဲမှာစီမြုပ်ကြော်ပေးပါအသားဟာပပလေးလှိထားတာကြောင့်ကျွန်တော်တို့အကြာကြီးတော့ကြော်ကြမလို့ပါဘူး ြူအူရောင်လေးတန်းလာပြီဆိုရင်တစ်ချက်လောက်ဆဲထားပေးလို့ရပါပြီ။အသားတွေပို့ပြီးတော့ကျွတ်စေဖို့အတွက်နောက်တစ်ခေါက်စီကိုအပူထပ်ပေးပြီးတော့ကြော်ပေးရမှာဖြစ်ပါတယ်။ဒါဆိုရင်တော့အသားကပို့ပြီးတော့ကျွတ်မှာဖြစ်ပါတယ်။ကျော်ထားတဲ့အသားတွေနဲ့ပြန်ပြီးတော့ဂလူးဖို့အတွက် sauce ပြော်ပါမယ်။ဒကြားနှစ်စုံ၊ရှာလက်ကိုင်းနှစ်စုံ ပြီးတော့ရင်ခရမ်းကျင်ကြီးအနှစ်တစုံရဲ့ပဲငံပြားရဲ့အကြီးတစုံရဲ့ထည့်ပြီးတော့ဖြော်ထားပေးပါဒီ sauce ကချိုချင် sauce ဖြော်တဲ့ sauce နဲ့ဖြော်နေတူပါတယ်ပြားရည်အရသာကြိုက်တယ်ဆိုရင်ဒီနေရာမှာပြားရည်အစားထိုးလဲရပါတယ်အတိရွဲ့အနေနဲ့မုံလာဦးလည်းအသုံးလို့ရပါတယ်ကျွန်တော်ကတော့ကညွတ်အိမ်မှာရှိရတဲ့ကညွတ်ကိုလီးပြီးတော့အရင်ဆုံးစီပူပူထဲမှာထည့်ပြီးကြော်တယ်ကြော်ပြီးတော့ရင်ကညွတ်တွေကိုဆယ်ထားပေးပါတယ် ခမန်းကြီး3-4မိနစ်လောက်ကြော်ပေးလိုက်ရင်ရပြီဖြစ်ပါတယ်။ sauce နဲ့ပြန်လုံးလို့အတွက်အရွက်တွေထည့်တယ်ပြီးသွားရင် sauce ထည့်တယ်။ sauce တွေစူလာပြီဆိုရင်ခုနကကြော်ပြီးတော့ဆယ်ထားတဲ့ဝတ်သားပြားတွေထည့်ပါတယ်။ဝတ်သားပြားနဲ့ sauce နဲ့အားလုံးလုံးလိုက်တဲ့ဆိုရင်အရသာရှိတဲ့ဒီဝတ်သားပြားချိုရှင်ချော်လေးကိုရပြီဖြစ်ပါတယ်။ ပြည်ရေးအခုလိုမျိုး source နဲ့နောက်တစ်ခေါက်ပြန်ချက်ရတာအလုံးရှုပ်တယ်ဆိုရင် source နဲ့မချက်ပဲနဲ့ခုနကဝတ်သားပြကိုစားလေးဖြူမယ်ရေကောင်းမှုလေးဖြူတယ်ဆိုရင်ရေရွှေရှိရှိလေးနဲ့စားလို့ကောင်းလဲဝတ်သားပြကြော်လေးလည်းရပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပဲတကယ်ကြားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ဗီဒီယိုလေးနှစ်သိမ့်နဲ့ like and share လေးလုပ်ပြီးတော့အားပေးသွားပါဦးခင်ဗျာတကယ်ကြားလုံးကျမ်းမာပျော်ရွှင်ကြပါစေ bye bye